ားလုံးပဲမင်္ဂလာပါကျွန်တော်အနေနဲ့ Sion Construction Integration ကနေထပ်မံကြိုဆိုချင်ပါတယ်ဒီနေ့ကျွန်တော်ရောက်နေတဲ့နေရာကတော့ Emerald Bay မှာရှိတဲ့ one bedroom အကောင့်တူလေးအခန်းလေးကိုကျွန်တော်ရောက်နေတယ် Total square feet ကတော့485 square feet လောက်ရှိတယ်ပေါ့နော်အဲ့ဒီ square feet မှာကျွန်တော်တို့အနေနဲ့အင်ရှင်ကကြာသူ့သမီးအတွက်နေဖို့ကျွန်တော်တို့အထားတယ်သူ့သမီးကကြာတော့ Let Law မှာ UK မှာပညာသင်နေတယ်ပညာသင်ပြီးပြန်လာတဲ့ခါကျရင်တော့ဒီမှာတယောက်တည်းနေဖို့အတွက်ကိုဒါအတီးတန်းကို ပြောမယ်ဆိုတော့ကျွန်တော်တို့ဒီဇိုင်းနဲ့သူသမီးလိုချင်တဲ့ဒီဇိုင်းနဲ့နှစ်နှစ်ဦးပေါင်းပေါင်းစည်းပြီးတော့မှကျွန်တော်တို့ပြင်ဆင်ထားတဲ့အခန်းလေးနဲ့ဖြစ်တာပေါ့နော်အဲ့ဒါလေးကိုအစာပြီးပြောရမယ်ဆိုရင်တော့ဒီနေရာကဒါကအရင်ကတည်းကလည်းဒါ kitchen area originally သူက carpentry တွေကပါပြီးသား kitchen appliances တွေအကုန်လုံးကပါပြီးသားဒါပေမဲ့တခုပဲကျွန်တော်တို့ဒီနားမှာလုပ်ထားတာဆိုတော့ washing machine တွေမှာထားထားတယ်။ဘာဖြစ်လို့လဲဆိုတော့သူသမီးက balcony area မှာသူထိုင်ခြင်းနဲ့ ထိုင်ရင်းနဲ့ပဲစာဖတ်မယ်ပြီးတော့ MRV ဖြစ်တဲ့အတွက်ကြောင့်သူကမျက်နှာလည်းအရင်နီးနေမျက်နှာအရင်နီးတော့အဲ့ view ကြီးကလှတယ်လှတော့အဲ့မှာထိုင်ပြီးတော့ညနေညနေအပန်းဖြေလို့ရတဲ့နေရာဖြစ်နေတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာ washing machine သွားထားလိုက်ရင်နေရာကျင်းသွားမှာအဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ washing machine ကိုထွင်ပြီးတော့ဒီနေရာကိုရအောင်ကျွန်တော်ယူထားတယ်ဘယ်လိုလုပ်လဲရလဲဆိုတော့ socket ကိုကျွန်တော်တို့တစ်ခုရွှေ့လိုက်တယ်သူ့ရဲ့ supply ကကြတော့ဒီ kitchen supply ကနေကျွန်တော်တို့ရသလောက်ဖြောက်ပြီးတော့ယူထားတယ်လို့ drain ကကြတော့ ကန်ကောင်းစွာနဲ့သူ့ရဲ့အောက်မှာ flooring တစ်ခုရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ flooring တွေကိုကျွန်တော်ဒီ washing machine drain ကိုထည့်လိုက်တယ်နော် fish ကကြတော့သူ့ရဲ့ original နေရာပဲ socket ရှိပြီသားဆိုတော့ကျွန်တော် dimension တော့ပေးလိုက်တယ်ပေါ့နော်ဒီနိုင်ငံကိုမကျော်တဲ့ size လေးတော့လာချပေးပါဆိုတော့အဲသူကနေသူ quality တော့ဖြစ်သွားတာပေါ့နော်အဲ့တော့ဒီနေရာမှာတော့ဒါအောက်မှာအခင်းရကြတော့ဒါ original ကြည်ပြပဲခင်ထားတယ်နော်ဒီ counter ကလည်း original ပဲဒါလေးကကျွန်တော်ဝယ်ထည့်ခိုင်းထားတဲ့ဟာလေးပေါ့နော် ပြောမယ်ဆိုတော့ဒီမှာ TV ကြည့်လို့ရမယ်ဒါကတော့ breakfast sign နဲ့တယောက်တည်းနေတာဖြစ်တဲ့ကြောင့်မို့လို့လည်းကြည့်လို့ရမယ်ကဲ၍နေပို့ပြီး relax ဖြစ်ချင်တယ်ဆိုလဲဒီကနေ TV ကြည့်မယ်ဆိုလဲအဆင်ပြေတယ်ဟောနောက်တစ်ခုဒီအပေါ်ကမီးဆိုင်အနေအကျတော့ အဲသူ့သမီးကကျွန်တော်တို့ကိုပို့ထားတယ်ဒီပုံစံလေးအလားတူပေါ့နော်သူကအနီအလုံးလေးပဲကျွန်တော်လည်းဒီအနီအလုံးကိုရအောင်တော်တော်လေးကိုတော့ like share ခဲ့ရတယ်နောက်ဆုံးတော့ရသွားတယ်အဲ့တော့ဒီအနီအလုံးမီးဆိုင်ကိုဒီမှာထားထားရပေါ့နော်ကျွန်တော်အနေနဲ့ suggestion တစ်ခုကတော့ညဘက်ဆိုရင်ဒီမှာတော့နည်းနည်းလေးတော့မှိန်နေမယ်သူကကြတော့အလင်းနဲ့မကြိုက်ဘူးမကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့သူကဒီကအလင်းအောင် enough မဖြစ်တော့ဒီဘက်မှာ socket ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဘက်မှာနောက်ထပ် table lamp လေးတစ်ခုထားလိုက်မယ်ဆိုရင်အဆင်ပြေတယ် ွားနိုင်မယ်ဒီ area အတွက်ကိုလေနောက်တစ်ခုကကျွန်တော်ရဲ့ဒီအပေါ်မှာဒါ honey comb ပုံစံဟိုမှန်လေးတွေဒီမှန်လေးတွေကြတော့ဒီမှာဝယ်လို့မရဘူးဝယ်လို့မရတော့ကျွန်တော်ဒီဟိုမှာဟိုဘန်ကောက် IKEA မှာဒါကိုကျွန်တော်တွေ့ခဲ့တွေ့ခဲ့တော့အဲ့ဒါကိုသွားဝယ်ပြီးတော့ဒါကတ်ထားတယ်နှစ်ထုပ်လောက်ဝယ်လိုက်ရအခု20ပါတယ်ပေါ့နော်အဲ့ဒါလေးကိုထုတ်ထားတယ်သူက color လေးကလည်းငွေရောင်လေးနဲ့ရွှေရောင်လေးနဲ့နှစ်ခုဆက်ထားတဲ့ဟာကိုကျွန်တော် randomly ပဲရအောင်ကတ်ထားတဲ့ဟာလေးပေါ့နော်ဒီထိုင်ကောင်ကကြတော့ဒီအားနဲ့ light အောင် ကျွန်တော်တို့အယောင်လေးနဲ့ပါနေတော့သွားသူတော့လိုက်ဖက်သွားတာပေါ့နော်သူသူ့ရဲ့ဒီကာလာရောဒါရောဒီဘက်မှာကတော့ light ကရှိတယ်ခုနကကျွန်တော်ပြောတဲ့ balcony area ဒီဟာပဲသူက slide တို့ကတော့အရင်ကရပေါ့တော့ golden slide တို့ကကျွန်တော် original ပါပြီးသား slide တို့ဒါပေမဲ့ဒီ light ကမှာနည်းနည်းလေးထူကြတာအပေါ်နဲ့အောက်နဲ့အယောင်မတူနော်အောက်ကနည်းနည်းလေးအယောင်ရှိတယ်အဲ့ဒါကျတော့ ancient ရဲ့ special request သူကကျရေဆူတဲ့ color လေးလိုချင်တယ်ဆိုတော့ ရေဆိုးတဲ့ကာလာလေးကိုဖန်တီးထားပေးတာပေါ့နော်ဒါကရေဆိုးရင်အောက်ကနည်းနည်းလေးအရောင်ရင့်သွားတာဖြစ်တော့ဖြစ်တဲ့အတွက်ကြောင့်မို့ဒါအရောင်လေးကရင့်သွားတာဒီစီလင်လေးကကျွန်တော်တို့အကုန်လုံးပြန်လုပ်ထားတယ်စီလင်လုပ်ထားတယ်ဟိုမှာရှိတဲ့မီးလေးလည်းကျွန်တော်တို့အကုန်လုံးပြန်လုပ်ထားတယ်ဒီအဲကွန်ဆိုလည်းအလိုပဲအဲကွန်လည်းကျွန်တော်တို့အမြုပ်အမြုပ်ကိုမှလုံးဝပိုက်လိုင်းကိုပျောက်ခါတိုင်းကျွန်တော်တို့လုပ်တဲ့အတိုင်းကိုပဲပိုက်လိုင်းအပျောက်ကိုကျွန်တော်တို့တွားထားပေးတယ်ပေါ့နော်သူရဲ့အောက်တို့ယူနေကတော့ဒီဘက်အပြင်မှာရှိပါအဲ့ဒါလည်းအပျောက်ပဲ ဒီအခန်းက one bedroom ဖြစ်တဲ့အတွက်ကြောင့်မို့သူကနေရန်ကပြီလို့ရှိတယ်ဒီဘက်ကနေတောင်းရောက်နေရင်ကန်လာတယ်ဒီမှာတခန်းနော် kitchen ရယ် dining area ရယ် living space ရယ်ရှိတယ်ပြီးတော့ဟိုဘက်မှာရှိတဲ့ toilet ကိုကတော့ဒီကနေဝင်ရတယ်နော်ဒီကနေဝင်ရတယ်အဲ့တော့ကျွန်တော်ကို request လုပ်တာကသူကအခန်းကျယ်ကျယ်တယ်သူအခန်းကိုအဲ့ဟိုကြိလိုက်တာနဲ့ကိုဟိုတဆုံးပေါ့နော်တဆုံးမြင်ကျင်တယ်ကျယ်ကျယ်တယ်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့ကျွန်တော်ကတော့ suggestion ပေးလိုက်တယ် တယောက်တည်းနေမှာဖြစ်တဲ့အတွက်ကြောင့်မို့ one bedroom ဆိုရင်ဘာမှမထူဘူးအဲ့တော့ဒီကနေပဲကြည့်ကြည့်ဘယ်ကနေပဲကြည့်ကြည့် one bedroom ဆိုဒီမှာနိုင်ငံကြီးမြင်နေရမှာနိုင်ငံကြီးပြင်နေရဖြစ်တဲ့အတွက်ကြောင့်သူကကျဉ်ကျက်နေမှာအဲ့တော့ဒီနိုင်ငံကြီးကိုဖြိုလိုက်ဖြိုပြီးသွားတဲ့ခါကျရင်ကျွန်တော်ကဘာလုပ်လိုက်လဲဆိုဒီ TV console unit လေးကိုကျွန်တော်ကဟိုဒါစဉ်းစားပြီးတော့ဟိုစတက်လိုက်တယ်ပေါ့နော်ဒီလိုမျိုးကိုတမင်တက်တက်ကျွန်တော်ကဒီ TV console unit ကိုအမြင်မသွားထားဘူးဒီမှာပစ္စည်းတင်လို့လည်းရတယ် မတည့်ရက်နေတဆုံးမြင်ရတဲ့ပုံစံလေးကိုကျွန်တော်သွားထားပြီးတယ်ပေါ့နော်ဒီထဲမှာလည်းသူ့ကို TV နဲ့တိုင်းပြီးတော့တခါလဲ box ကိုလုတ်လိုက်တယ်အဲ့ဒါကကြတော့ဒီ height ကကျွန်တော် TV i level မှာ i level ဆိုတော့ဒီမှာထိုင်လိုက်မယ်ဆိုလဲခုနကျွန်တော်ထိုင်ပြတယ်ပေါ့ဒီမှာထိုင်မယ်ထိုင်ပြီးတော့ TV ကြည့်မယ်ဆိုတော့ i level L shape မှာခြေထောက်ဆင်းပြီးတော့ကြည့်မယ်ဆိုလဲ i level ဒီကနေကြည့်မယ်ဆိုတော့ i level ဟင်းချက်ကြည့်မယ်ဆိုလဲမြင်ရတယ် i level အဲဒီမှာတော့နောက်ထပ် sign นี่เจ้าหมู surprise note คู่ชื่อดีเนาะอะล่ะ note มาเดี๋ยวเราจะบอกให้อะล่ะมาပြောกันมาดาวกูပြောกันเนี่ยဒီมาก็หมั่นจี้ตะคู่ท่าท่าดาแล้ว design อย่างป่ะเนาะดีหมั่นก็ပြောมั้ยสนเนาะดีตะฉะลงหมั่นนี้ไปท่าลงเลยยาเลยだใบแม้ design นี่ตะคู่พอจินาဖြစ်တဲ့ด้วยเจ้าหมูดีหมั่นนี้มามาจนดี line กั่กๆนี่ดิจนท่าท่าเลยบาเปิ้ลเลยว่าโฮบ้านมาชื่อเนี่ย wardrobe เนี่ยแหละไลฟ์พัดอ๋อ ပြီးတော့ plain လည်းဖြစ်မနေအောင်ကျွန်တော် design လေးပေါ်ထားပါတော့ပြီးတော့မှန်ထားခြင်းအပြင်အခန်းကကျွန်တော်ခုနပြောအခန်းချင်းတယ်ချင်းတော့မှန်လေးနေနဲ့ reflection နေမြင်နေရတော့အခန်းကကျဲသေးရောင်ရောင်ကျူဟိုထင်ရတယ်ပေါ့နော်အဲ့တော့ဘာဖြစ် feeling ကလည်းတမျိုးထူချားသွားတယ်ဒီဘက်မှာကျတော့ shoe cabinet come wardrobe လည်းရတယ်တခြားပတ်ဆိုင်နေထားထားရ cabinet လည်းရှိမယ် ဒီမှာကျတော့အဲလိုပဲ aluminum frame ကိုမှမှန်နဲ့မှန် green မှန်နဲ့ကိုထဲမှာကျွန်တော်မီးလေးထည့်ထားပြီးတယ်ဟိုပေါ်မှာလည်း long term storage နေနဲ့လည်းထားလို့ရတယ်ဒီထဲမှာကျတော့လည်းနောက်ထပ် cabinet တစ်ခုဒီမှာကအင်ဂျင်တွေပိုင်းလည်းချိတ်ချင်းချိတ်လို့ရတာပေါ့နော်ဒီအောက်အကန့်တွေကတော့ဒါကဒီဖက်နယ်တွေပိုင်းထည့်မှာပေါ့ပြောမယ်ဆိုတော့ဒီတကားနဲ့တကားဖွင့်လိုက်ဒီကားကြီးပေါင်းနဲ့လွတ်တဲ့ area လေးကိုရအောင်လေးယူထားပေးတာပေါ့နော်ဒါကတော့ original ူရဲ့တိုက်ခန်းနေပါထားမိတာဒီကတော့လောလောဆယ်တော့အပေါက်ကြီး तू ကအင်တာကောလာတက်ပေးလိမ့်မယ်ကွန်တိုကအခုတော့မတက်ထားသေးဘူးเนาะအဲ့တော့အပေါက်ကြီးဖြစ်နေတယ်နော်ဒီဘက်မှာမီဆိုလဲကျွန်တော် double spotlight လေးကျွန်တော်မှာထားထားပြီးတယ်၄000ကင်သုံးထားတယ်ဒီမှာကျတော့ switch တွေရှိမယ်ခါတိုင်းခုနကပြောသွားလို့ toilet ကဒီကနေဝင်ရတယ်ဒါပေမဲ့ခုတော့ toilet ကဒီကနေဝင်စရာမလိုတော့ဘူးဒီဘက်ကနေဝင်ပါเนาะဒါကိုဖြိုးလိုက်ပြီးအော်မှာပြောရင်းနေဒီဘက် flooring နဲ့ခိုးဘက်ကခြံခင်းနဲ့ကမတူဘူးမတူဘူးဆိုတာဒီနှစ်ခုလုံးကတော့ original ခြံခင်းပဲဒါပေမဲ့ကျွန်တော်တို့ကဘာမြင်လိုက်လဲဆိုတော့ဒီနိုင်ငံကြီးဖြိုးလိုက်တဲ့အခါမှာဒီဘက် flow နဲ့ဒီဘက် flow နဲ့ level မညီဘူး level မညီတော့အင်ရှင်ကလည်းဒီဥစ္စာကိုတစ်ခုလုံးပြန်မခင်းတော့ဘူးဆိုတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့နည်းနည်းတော့ထွင်လိုက်ရတယ်ဒီ blog post အပြားကိုဒီနှစ်ခုဆက်ကြားမှာ ဒီလိုမျိုး deadly တော့ဖြစ်သွားတယ်ဒါပေမဲ့လည်းသူက seamless design တော့ဖြစ်သွားတယ်ပေါ့နော်ဂျာထဲမှာ break even point တခုလိုမျိုးထားလိုက်လို့ဖြစ်သွားတယ်ဒီဟာကဒါနဲ့လည်း live ဖက်ညီသွားတယ်ဒီဟာပထမဆုံးလုတ်တုံးကသူက down ကြီးဖြစ်နေတောင်းရင်ဖြစ်နေတော့ကျွန်တော်ဒီ site ကိုလာကြည့်လိုက်တော့ခြေတော့ဆူးမှာဆိုလို့ပေါ့နော်ကျွန်တော် shaffer ပြန်ချိုးခိုင်းလိုက်တယ်ဒီကနေဒီ ठी ကို shaffer ချိုးပြီးတော့မှ formula ထပ်ကလိုက်တော့ဒီမှာခြေတော့မရှာတော့သူကလုံးလုံးလေးဖြစ်သွားတယ်အဲ့ဒါ ဒီဘက်ခြမ်းကောဟိုဘက်ခြမ်းကောအတူတူပဲအဲ့လိုလေးဖြစ်သွားတယ်အဲ့ဒါလေးကိုကျွန်တော်ထောက်ပြချင်တယ်ပေါ့နော်အကယ်၍သာ flow တစ်ခုလုံးကို same color နဲ့ခင်းလိုက်မယ်ဆိုရင်တော့ပို့ပြီးတော့ကျဲတယ်လို့ခံစားရနိုင်တယ်။ဒါဆိုအခုကကြတော့ area တစ်ခုနဲ့တစ်ခုမတူဘူး။ area ကွဲနေလို့မျိုးဖြစ်နေတာပေါ့နော်။အဲ့ဒါတော့လဲ suggestion ပေါ့နော်။အဲ့တော့ဒါက original ABS door ဒီဟာကကျွန်တော်တို့ခုဘက်ကနေဖြုတ်ပြီးတော့ဒီမှာတတ်ထားတာပေါ့နော်။ဒါကကြတော့ ရေချိုကအိမ်သားရေချိုကအိမ်သားမှာအရင်အဟောင်းမှာတော့ဒီမှာကမှန်ရင်ကန်တာမှန်ဆိုင်တို့ကြီးရှိတယ်မှန်ဆိုင်တို့ဖွင့်ပြီးတော့မှ toilet ရေရေချိုတာဆိုတော့ဒီမှာ toilet ကအမြဲတမ်းရေဆိုးနေမှာအဲ့ဒါကိုကျွန်တော်မကြိုက်ဘူးမကြိုက်တော့ကျွန်တော်ဘာပြောင်းလဲဆိုတော့မှန်ဆိုင်တို့ဖြုတ်ချလိုက်တယ်ဖြုတ်ပြီးတော့ဒီမှာတည်တဲ့ shower area လေးမှာမှန်တကားလေးတတ်ထားတယ်အဲ့တော့ဒီ area လေးကပြောမယ်ဆိုတော့ဒီ toilet ကရေမဆိုးတော့ဘူးကျွန်တော်ပြောပြောနေတဲ့ပုံစံအတိုင်းပဲ toilet နဲ့ basin ကဒါ dry area ဖြစ်နေရမှာရေချိုးတဲ့နေရာပဲဒါ wet area ဖြစ်ရမှာအဲ့ဒါမှာပဲဒါပဲဖြစ်ဖြစ်အချိန်ကြီးအိမ်လာပဲတက်တက်လက်ပဲစေးစေးဟိုဟာဖြစ်မှာအောက်မှာ6တွေ့နေပါဟိုရင်ဆွတ်ဆွတ်ဆူဆူကြီးဆိုရင်ဟိုနေလို့မကောင်းဘူးเนาะ hygienic လည်းမဖြစ်ဘူးနေလို့လည်းမကောင်းပြီးတော့ကျွန်တော်ပြောချင်တာကဒီဟာကတော့ tissue paper holder original ပါပြီးသားကျွန်တော်ကတော့အနေနဲ့တော့ဒီမှာရွှေ့ခြင်းတယ်ဒါပေမဲ့လည်း ဒါကပါပြီးသားဆိုဒါဖြုတ်လိုက်ဒီမှာအပေါက်ကြီးဖြစ်မှာဆိုလို့ကျွန်တော်လည်းမရွှေ့တော့တာဒီမှာပဲထားထားလိုက်တာပေါ့နော်ဒီမှန်ကက်ဘိနက်ကြီးကလေ original ပါတဲ့ဟာမဟုတ်ဘူးကျွန်တော်ကလာလုံးဝအစ်စ်ဒီဇိုင်းပြန်ထွင်လိုက်တယ်အောက်မှာမီးထည့်တယ်အပေါ်မှာလည်းကျွန်တော် profile light တွေထည့်ထားတယ်ပြီးတော့ water heater ကဒီထဲမှာတစ်ခါလည်းဖြောက်ထားတယ်နော်အဲ့တော့ဒီ water heater ပျောက်သွားတော့ဒီမှာရေဘူးရေရရရေဘူးရေလည်းရတယ် controller တော့ဒီမှာရှိမယ် เนาะဒီဘက်ကကြတော့ဒီဘက် vanity ကကြတော့ဒါကြိုက်တာထည့်လို့ရတာပေါ့เนาะ toilet တန် dry save ဘာညာလို့မျက်နှာသက်ဆက်ပြအဲ့ထည့်လို့ရမယ်နောက်တစ်ခုကဒီ counter ဒီ counter ကကြတော့ဘီဇင်းကအထည့်မြုပ်ထားတယ် original counter ကတိတ်မလောက်တိတ်မလောက်တော့ကျွန်တော်ကဒီ floating counter နဲ့ကျွန်တော်သွားကျင်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကြီးတစ်ခုလုံးကိုကျွန်တော်လက်ဆောင်ပေးလိုက်တယ်ဒီရှင်လက်ဆောင်ပြီးတော့ဒါလုတ်ပေးလိုက်တယ်ဒီ stone ကတော့အရင်အဟောင်းကနေကျွန်တော်ဖြုတ်ပြီးတော့ဒီမှာပြန်တက်တယ် ဘေးစင်နဲ့အရင်ဟောင်းကနေဖြုတ်ပြီးပြန်တက်တယ်သူ့ရဲ့ faucet လည်းအဟောင်းကနေဖြုတ်ပြီးပြန်တက်ထားတယ်နော်အဲ့တော့ဒီအောက်က base cabinet တစ်ခုလုံးကတော့ဒါအစ်စ်ပဲနော်အဲ့ဒါလေးကျွန်တော်ပြောချင်တယ်အာဒီမှာရှိသေးလားဆိုတော့ဒါတွေကတော့ original တွေပဲ ordinary မှာမှာ site လို့ဖြုတ်တုံးကတော့ဒီမှာအပေါက်လေးတော့ရှိတာပေါ့နော်ဒါပေမဲ့ကြည်ပြားကမလဲတော့ဘူးဖြစ်တဲ့အတွက်ကြောင့်မို့အဲ့အပေါက်လေးကိုပဲဖားထားလိုက်တာပေါ့နော်တိတ်တော့လည်းမသိပါပါဘူးဒီဘက်မှာကဒါက king size ဘက်အိတ်တဲ့နေရာဒီမှာကကျွန်တော်နောက်ခုပြောချင်တာကဒါက dressing table မှာအရင်တော့မှန်လေးပါတယ်เนาะမှန်လေးပါတယ်ဒီမှန်လေးကကြတော့ तू ကနိုင်ငံကိုကတ်ထားပြီးတော့ဒီဘက်ဘေးမှာ तू က shop သေးတယ်လိုချင်တယ်ဆိုပြီးတော့ပြောသွားတာဒါပေမဲ့တခုကဘာလဲဆိုတော့ shop လေးကဒီလောက်ထိလာမယ်ဆိုရင်မှန် AV ကတသေးလေးပဲခြံတော့မှာအဲ့တော့ကျွန်တော်ပြောလိုက်ပါတယ်အန်တီတို့အဲ့လိုမျိုးဆိုတော့အဲ့လိုတော့ဖြစ်လိမ့်မယ်အန်တီဒီ shop ထားတာဘာကြောင့် မို့လဲဘာအတွက်လဲလို့မေးလိုက်မဟုတ်ဘူးသူသမီးကဒီဟိုလေးပေါ့ CRAM နေပြောမှာဆိုအမျိုးသမီးသုံးတဲ့ပစ္စည်းပစ္စည်းတွေပေါ့နော်အများကြီးရှိတဲ့ဟာအဲ့ဒါကြီးထားဖို့ဖြစ်မှာပေါ့အဲ့တော့ကျွန်တော်နှစ်ခုတစ်ခုပေါင်းလိုက်မယ်ဘလို့ပေါင်းလိုက်မယ်ဆိုတော့ shelf လဲဖြုတ်လိုက်မယ်မှန်လဲအပြည့်ရအောင်ကျွန်တော်ဘာလုပ်လိုက်မယ်ဆိုတော့ vanity cabinet လုပ်ပဲဒီမှာကျွန်တော်ကသူ့ပစ္စည်းတွေထည့်လို့ရအောင်တစ်ခါလုပ်ပြလိုက်တယ်အဲ့တော့ပစ္စည်းတွေရတယ်ဒီမှာထည့်လို့ရမယ်ဒီမှာလဲမှန်အေးရရမယ်အဲ့တော့ ဒီဘက်ကတော့ fix ဘာဖြစ်လို့ဒီမှာတချို့ plain လေးထောင်ထားရင်ဖွင့်လို့မရမှာဆိုလို့တမင်သက်ဒါဒါလေး fix နေထားတာလေနောက်တစ်ခုကဒါ fix ထားလိုက်လို့ဒီနေရာပုတ်လားဆိုလဲမပုတ်ဘူးဘာဖြစ်လို့ဆိုတော့အရှိတွေထောင်ထည့်လို့ရအောင်ကျွန်တော်အထက်မှာဟောင်းလောင်းထားတာပြီးတယ်နော်တချို့ဟိုဘာလဲ body lotion ဘူးလို့ပြောဆိုရင်နည်းနည်းရှေ့ရယ်ရှေ့တော့နည်းမထည့်ထားလို့ရတယ်နော်ဒီရောက်ထိကိုသွားလို့ရတယ်တုံးလို့ရတယ် usable space ပြောက်လောက်ထားပြီးတယ်ဒီဘက်ကကြတော့ hair dryer အတွက်ဒါ socket လေးဖြစ်မယ် ဒီမှာတော့အန်ဆွဲ slow closing နောက်ကုစလုံးထားထားပေါ့နော်ဒီမှာတော့ထိုင်ကုန်လေးတော့မချရသေးဘူးဟိုဝယ်ဝယ်ဖို့ကြံပါလားတော့မသိနောက်ကြံတော့ထားလိမ့်မယ်ဒီမှာ indirect lighting တွေတော့ထားထားတယ်ဘိတ်ပုတ်မှာပြောမယ်ဆိုဒါကတော့ဘီလက်မြင်အကျန်းကင်ထားတဲ့ design လေးဘိတ်ပုတ်တော်တော်လေးကိုတက်သားနဲ့လည်း light ဖတ်တယ် nature ဖတ်လည်းရောက်တယ်အဲ့တော့ကျွန်တော်ထားထားပြီးတဲ့ height ကလည်းဒီမှာထိုင်ပြီးတော့ဆိုရင်လည်းခေါင်းလို့တဲ့ height တစ်ခုမှာကျွန်တော်ထားထားပြီးတော့ဒါက ် AC ကိုလွတ်တယ်။ဒီမာတွေကကျွန်တော်မြည်မထဲတော့ဘူး။ဘာလို့လဲဆိုတော့အိတ်တဲ့အခါမှာမျက်စိစူးမှာဆိုလို့မြည်မထဲဘူးနော်။နောက်တစ်ခုကဓာတ်ရီအကုန်လုံးက cabinet တည်းကြီးပဲ။ဟိုဘက်အချမ်းမှာလည်းအိုက်တိုင်းပဲ cabinet ရှိမယ်။ဓာတ်ရီအထဲမှာအဝတ်တွေပိုင်းဟိုချိတ်လို့ရတဲ့ဂျိတ်တွေလည်းပါပြီးသား။ဒီမှာဆိုအန်ဆွဲပါသလို။ဒီမှာကကြတော့ဖုန်းအားသွင်းလို့ရတဲ့ socket လေးထည့်ထားတယ်ပေါ့နော်။ဒီမှာဖုန်းအားသွင်းမယ်။နှစ်ခုတောင်ထားလာပြီတဲ့။ ော်ဒါကလည်းဆိုတော့ answer တွေပဲ slow closing answer တွေရှိမှာเนาะဒါကကြတော့လဲဒါတစ်ခုလုံးပွင့်သွားတဲ့ cabinet ကြီးပေါ့နော်ဟောချိန်ပါတယ် okay အဲ့တော့ဒီက view ကလည်းဟိုဘက်ဒါကကြတော့မြေ view မျိုးမြေ view ကကြတော့ဟိုအစင်ဝင်ရနေမြင်ရတယ်ဟာဒါကကြတော့ဒီဘက်တခြားဒေါ်ပုံမျိုးလားမသိဘူးအဲ့တော့မြင်ရတယ်ပေါ့နော်ဟိုဒါတွေကဖွင့်လို့ရတာ original တွေပဲဒီ blind ကလည်းထုံနေတူစွာ ဝက်နဲ့လိုက်အောင်လို့ရေစိုးကလာလေးဟင်းဒီမှာဆိုလဲခုနပြောရတဲ့အတိုင်းပဲဒါလေးကတော့ဟိုရေစိုးအယောင်လေးပေါ့နော်အဲ့တော့ဒီဘက်ကိုလာမယ်အာဒီမှာဆိုလဲကျွန်တော်ခုနကပြောတာပေါ့နော်လိုက်ကနှစ်ထပ်လှုပ်ထားတယ်လိုက်ကပေါ့ဆုပ်ထားဒီကနေဆိုရင်တော့မြင်ရလိမ့်မယ်ဒါပေမဲ့အတွင်းကနေကြည့်မယ်ဆိုတော့ဒါကလိုက်ကတန်းပျောက်သွားတာအာကျွန်တော်ဒီမှာကကျွန်တော်ခုနကပြောတဲ့နေရာဒါပဲဒီစင်ဝင်နေရာလေးကချင်းချင်းလေးချင်းချင်းလေးဆိုတော့ဒီမှာထိုင်ကုန်ချမယ် သပွဲလေးချမယ်ပြီးတော့ဒီမှာကျကျွန်တော်မီးရနည်းနည်းလေးထူးထူးဆန်းလုပ်ထားတယ်တချို့ဒီကိုရီးယားကားတွေမှာတို့ဒီဟို UK တို့မှာတချို့လူငယ်အိမ်တွေမှာဒီလိုမျိုးကျဲပွင့်ပုံစံမီးလုံးလေးမီးလုံးလေးစီးနေမှာအများကြီးထထားတယ်တွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံကျွန်တော် mimic ပြန်လုပ်ထားတယ်ဒါဆွဲထားပြီးတော့ဒီလိုညဆိုရင်တော့ဒီဟိုတက်တက်တက်စတားလေးညမြင်ရရင်အရန်လှပါကျဲမြင်ရမယ်ညကြီးမြင်ရမယ်တန်လျင်သားကြီးမြင်ရမယ်ဒီတဲ့ကောင်းတဲ့ဖြူရှိအောင်မလားနော်ဒီဘက်ချမှာ အဝတ်လျှော်စက်အတွက်ကိုတက်ကောင်းလဲဟောင်းလဲရှိပြီးသားအဲ့လိုဒီတိုင်းပဲထားထားကျွန်တော်ဘာမှမလုပ်ထားဘူးကဲပြီးဟိုအပင်နေပိုင်ဆိုင်လို့ရေလောင်းခြင်းနဲ့ဆိုလဲအဲ့ရနေရေယူပြီးလောင်းလို့ရတယ်ပေါ့နော်အဲ့တော့အဲ့အတွက်ကိုအဆင်ပြေပါတယ်ကြာအဲ့ဒါပဲလို့ကျွန်တော်တို့ဒီမှာဘာမှလုပ်ထားတာတော့မရှိဘူးဟုတ်ထဲကိုပြောင်းဝင်ရအောင်အဲ့ကျွန်တော်ခုနပြောလို့ပေါ့နော်ဒီမှာလိုက်ကပေါ့စီဆိုတော့ဒီကနေဆိုတော့မမြင်ရဘူးဒီလိုက်ကပေါ့စီကလည်းဒီဘက်အဲကွန်ထုတ်တာနဲ့တညီတဲ့ဖြစ်အောင်ရအောင်ယူလိုက်တာမဟုတ်ဆိုတော့အထက်တွေနဲ့များသွားမှာဆိုလို့အဲ့လိုမျိုးရအောင်ယူထားတာပေါ့နော် အဲ့အဲ့အဲ့ဒါလေးကိုကျွန်တော်ခုနကထောက်ပြချင်တာပါအဲ့တော့ဒီနေ့တော့ကတော့ကျွန်တော်လည်းနည်းနည်းတော့ပြိုင်းသွားပြီဆိုတော့အနာယူပါတော့မှာပေါ့နော်အော်တခုကြံသေးရယ် sorry ခုနကက TV ဒီလိုလုပ်လို့ရတယ်နောက်ဒီမှာကျွန်တော်ဆက်ကြည့်လို့ရသေးတယ်ဘာဖြစ်လို့လဲဘာဖြစ်လို့ဒီလိုမျိုးကျွန်တော်လှုပ်ထားလဲဆိုတော့တချို့အိမ်တွေမှာကမိသားစုများတယ်ဆိုရင်တယောက်တည်းဒီ TV ကို ကြည့်မယ်ဆိုရင်တော့ဒါ selfish ဖြစ်ရကြရပါတော့အဲ့တော့ဒီမှာကျတော့တယောက်တည်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာလည်း eye level ပဲအရင်နဲ့ကြည့်လို့ရတယ်ခုနကတော့ကျွန်တော်ဟိုကမှထိုင်ပြီးတော့လည်းကြည့်လို့ရဘားကောင်းတာအနေအားဖက်ဖက်ကနေကြည့်လို့ရအောင်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် TV လုံးနေနဲ့ဟိုကဒီဘက်အကုန်လုံးအစီပြေးသွားတယ်ပေါ့နော်အဲ့ဒါလေးကိုပြောရင်းနဲ့ဒါလှဲတဲ့သူ့ရဲ့ဒီ hinge နှစ်ခုကကျွန်တော်ပြုတ်ပြန်နေမှားလိုက်ရတာဒီမှာလိုက်ရှာတာမတွေ့လို့အဲ့ဒါရေကျွန်တော်ပြောချင်တာက TV က ဒီဘက်ကနေဆက်တွန်းလို့တော့မရတော့ဘူးเนาะသူကတစ်ဖက်ပဲလှည့်လို့ရအောင်လုပ်လို့လှုပ်ထားတယ်ဒါလည်းတမင်သက်သက်လှုပ်ထားတာကျွန်တော်ဘာကြောင့်လဲပြောပြမယ်ဒီအောက်ကနေသူ့ရဲ့ကျိုးကလာပြီးတော့ plug ကိုထိုးထားတဲ့အခါမှာ try လောက် freely လှည့်နေထဲမှာကျိုးကဖြည်းဖြည်းချင်းလိမ့်တာချက်ချင်းတော့တိတာမှာမဟုတ်ဖြည်းဖြည်းချင်းလိမ့်လာလိမ့်လာလိမ့်လာကြားတဲ့ခါကျရင်အဲ့ကျိုးကြီးပြတ်သွားလိမ့်မယ်ပြတ်သွားမယ် short ဖြစ်မယ် TV ပြတ်မယ် breaker ကျမယ်အဲ့လိုတွေမဖြစ်အောင်တစ်ဖက်ပဲလှည့်မယ်နောက်တစ်ဖက်ပြန်လှည့်မယ်အဲ့တော့လှုပ်ထားတော့ ဒီကျိုးကဘယ်တော့မှလိမ်မှာမဟုတ်တော့เนาะတခြားလူတွေဒါလိမ်လိမ်မကျိုးရမလိမ်နောက်တစ်ခုကဒီမာကဒီအပေါက်လေးညာကျွန်တော်ပြောထားအပေါက်လေးညာအကယ်၍ဒါကျွန်တော်တို့ဒီမှာမှာပကြီကားတက်ဖို့စီစဉ်ထားတယ်တော့တော့မမီဘူးတက်လိုက်မယ်ဆိုရင်တော့လေဒီအပေါက်လေးပိတ်သွားမယ်တစ်ဖက်ကပကြီကားတစ်ဖက်ကတီးပြီအဲ့လိုပုံစံလေးတော့ဖြစ်သွားမှာပေါ့เนาะဒါလောလောဆယ်ကတော့ဒီဟာလေးကဒီလိုလေးဖြစ်သွားမယ်အဲ့ဒါပြီးရင်ကျွန်တော်နားယူလို့ရပါပြီ ကဲဒီနေ့အတွက်ထိုးအားတော့ပြီးသွားပါပြီကျွန်တော်တို့ Sony Consortium Integration ကနေဒါကတော့ပြင်ဆင်ထားတဲ့ One Bedroom One Studio ကိုအသင်ပြောင်းထားတဲ့ပုံစံလေးနဲ့ကျွန်တော်ပြသွားတာဖြစ်ပါတယ်ဒီအင်ရှင်မဲ့နောက်ထပ် Tower မှာ3 Bedroom ကျွန်တော်အပ်ထားသေးရဲ့အဲ့ဒါတော့လက်တော်ပြင်နေတယ်တခြားအိမ်ကြီးလေကျွန်တော်တို့ပြီးတဲ့ဟာတွေတော့ကျွန်တော်တို့ဗီဒီယိုရိုက်ထားတာရှိတယ်ဒါပေမဲ့ edit မပြီးသေးတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဖြည်းဖြည်းချင်းတင်သွားပြပါမယ်အဲ့တော့ အခုလက်ရှိအထိကိုအားပေးနေတဲ့အင်ရှင်တွေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။နောက်အင်ရှင်အသက်တွေကိုလည်းအများကြီးဖိတ်ခေါ်ပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့တီထွင်ခြင်းနဲ့တက်ဆန်းနေဆိုရင်ကျွန်တော်အများနဲ့လှုပ်ခြင်းနဲ့တမေပြောမယ်ဆိုတော့တမေရိုးကြလောက်တာထက်ကိုကျွန်တော်ကပို့ပြီးတော့စမ်းကြဲတဲ့ပုံစံ Center of Living ကို level တစ်ခုမှရှိအောင်လို့ကျွန်တော်တို့အများနဲ့လုပ်ပြီးပို့အောင်စီစဉ်ထားပါတယ်။အဲ့အတွက်ကြောင့်မို့နောက်ပိုင်းဗီဒီယိုတွေလည်းအများဆုံးမြင်ရအောင်စိုင်းနေရဲ့ Facebook page ရောကျွန်တော်တို့မှာဟို TikTok လည်းရှိတယ် ပြီးတော့ YouTube ဟို channel ကိုလည်း like and subscribe လေးလုပ်ထားပြီးလို့ရပါတယ်။အဲ့ဒါဆိုကျွန်တော်တို့တင်တဲ့ video တိုင်းကိုဥစွာမြင်ရမှာဖြစ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။